ညီတူညီဝါဖြစ်ကြအောင်အထောက်ထားစီရင်ကနေအလောက်ကင်ပီဂျေနိုင်ငံကိုလက်မှတ် passport ကိုပြောင်းလဲတူတည်တင်မကပဲလေပတ် PV တွေကိုလည်းထိုင်းတနိုင်ငံနဲ့နေထိုင်ဒေါ်လာခွင့် passport for thailand only ဆိုတဲ့တုံးတွေထုတ်ပေးနေတယ်လို့တည်င်းရရှိပါတယ်ဒီလိုတုံးတွေထုတ်ပေးနေတာကို ကြားသိထားပေမဲ့ပီဝီစာအုပ်ဖြစ်တာကြောင့်အထုမခံရလောက်ဘူးအထင်နဲ့တွားရောက်လောက်ကန်ခဲ့ရမှာတုံးထုခံလိုက်ရတာလို့ချမ်းပြည်တောင်ပိုင်းတောင်ကြီးမြို့ကနေဘန်ကောက်မြို့ထံရွှေပြောင်းနေထိုင်သူတဦးကပြောပါတယ်ကျွန်တော်မသိဘူးအဲ့ကအဲ့လမ်းကြောင်းရှိရလို့လည်းမသိပွဲစားလမ်းကြောင်းလည်းကျွန်တော်မသိအထုခံရမယ်လို့ကျွန်တော်မထင်ဘူးလေအာနာကဘုံကိုကြောက်လိုက်တာအာနာဖြစ်ရောအခုဒီကနေ့ပဲနေရမယ်ပုံနဲ့ဖြစ်သွားပြီပေါ့အာမတတ်နိုင်ဘူးလေ ဒီလိုတုံးထုခံရသူတွေဟာဝဲစားခမပေးပဲထိုင်းနိုင်ငံဘန်ကောက်မြို့ရှိစစ်ကော်မရှင်ရဲ့တန်ရောင်းထံဓာတ်ရိုက်တွားရောက်လောက်ကိုင်းနေကြသူတွေဖြစ်တယ်လို့သိရပါတယ်။တုံးထုခံရအောင်ပွဲစားခအဖြစ်ကြက်လီတိန်လောက်နဲ့ညီမျှတဲ့ဘတ်တုံးထောင်ပေးရင်ရတယ်လို့ဘန်ကောက်တန်ရောင်းနဲ့နီဆက်သူတူကပြောပါတယ်။အဲ့ပါလို့ဒါမှမဖြစ်ရလို့ရတယ်။မမတန်ရတာခဏဝင်ရဟုတ်တယ်ဒီလိုပါပဲလောလောဆယ်ဝဲတော့ရပါတော့ ကဲမေသာကိုကြောင်နေပြောတာထုတ်ခံလိုက်ရတယ်ဆိုတော့ဟိုကနေ CI နဲ့ပြည်ကြီးလေးဟဲ့လည်းချက်လိုက်တယ်ဆိုဒီလို CI ကနေ PJ နိုင်ငံကိုလက်မှတ်တွေအပေါ် passport for thailand only ဆိုတဲ့တစိုက်တုံးထူတာတွေကိုစတင်ပါလနာမိတ်မှာစစ်ကော်မရှင်တန်ရောက်ဖက်ကစတင်လှုပ်ဆောင်လာတာလို့သိရပါတယ်။ဒါကြောင့် thai မှာ passport အသစ်ပြုတ်လောက်တာဖြစ်စေ တက်တန်းကောင်လို့တက်တန်းတိုးတာဖြစ်စေဘလို့နိုင်ငံကူးလက်မှတ်မျိုးကိုမဆိုပြုလုပ်တာနဲ့ထိုင်းမှာပဲနေထိုင်လို့ရတော့မှာဖြစ်တယ်လို့အလုတ်တမအေဂျင်စီတွေကပြောပါတယ်။လက်ရှိမှာတော့ဘတ်ရိုက်ပြီး CI ကနေ PJ ပြောင်းလဲသူတွေကိုစတင်နေဆိုပေမဲ့မြန်မာတန်ယုံကလည်းဘတ်ရိုက်ပြီး PJ passport ချိန်တဲ့သူတွေကိုပါ time only ဆိုတဲ့တစိုက်တုံးထူးမဲ့တည်င်းတွေလည်းကြေကြေပြန့်ပြန့်ထွက်ပေါ်နေတယ်လို့ဆိုပါတယ်။ ပီဂျေမဟုတ်ပဲ PE passport ဆိုရင်ရောဒီလိုစတန်နေထူမလားဒါမှမဟုတ်ရှင်းချက်ရမလားဆိုတာတော့ကျွန်တော်တို့စောင့်ကြည့်ရပါအောင်မယ်။ဘာပဲဖြစ်ဖြစ်အခုလို passport မှာ passport for Thailand only ဆိုတဲ့တုံးထူထားတာကတော့တည်င်းဆိုးဖြစ်ပါလေလို့ထိုင်းမြန်မာအလုပ်တမအေဂျင်စီတစ်ခုကတာဝန်ရှိသူတဦးကပြောပါတယ်။